အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့ဒါကျွန်တော်တို့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ပေါ့နော်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေဒီညကနေပြီးစုမုံကောင်းတောင်းပေးလိုက်ပါတယ်အဲ့တော့ဒါကျွန်တော်အမှန်တမ်းပြောမယ်ဆိုရင်ကျွန်တော်မနေ့ညတော့ခရေကတခါတည်းပွဲပြီးမှပွဲပြီးရိုက်ဖို့အတွက်ကျွန်တော်လုပ်ခဲ့ပေမဲ့ ဒါမနေ့ကကျွန်တော်တို့တော်တော်လေးကိုဂရက်ဆန်နဲ့နီဒီယာဖြစ်ခဲ့ပေါ့နော်ကျွန်တော်ဒါတီးကြတယ်မယ်အခုလက်ရှိမှာဒါမန်ချစ်စတာယူနိုက်တက်ပွဲကြည့်ပြီးတော့တချို့ဒါဝေဖန်ကြတယ်လူတွေရှိတယ်ပေါ့နော်ကျွန်တော်ရာသီဥတုတော်တော်ဆိုးနောက်တယ်တကယ်ရာသီဥတုဆိုးနေတယ်ထူးဆန်းသွားလိမ့်မယ်ပြကျွန်တော်ဒီနေ့ညနေမှာပဲဒီအဲ့ဒီရာသီဥတုဟာသူမဟုတ်တဲ့အတိုင်းပဲတကယ်ဟိုဒါကျွန်တော်နီဒီပြန်ပွင့်ပြီလို့တော့ဒါကျွန်တော်တို့ UK မှာပေါ့နော်၃ရက်လေးနဲ့၄ရက်နေဒါကျွန်တော်တို့ဟာရီကိန်းမေဆိုပြီးတော့ဒါကျွန်တော်တို့ဟာရီကိန်းတိုက်မယ်ဒါကျွန်တော်တို့မှုန်နိုင်ပေါ့နော်မှုန်နိုင်တိုက်မယ်ဆိုသူတို့နေချင်ကြခဲ့တယ်ဒီနေ့မှာဒါကျွန်တော်တို့ဒါတော်တန်ဟော့စပတ်တဲ့လီပွဲစဉ်ကြီးနေချင်မှာတကယ်မှုန် တက်ခဲ့ဒါဒီနေ့မှာဒါကျွန်တော်တို့သွားမယ်ခီးစဉ်ဒါကျွန်တော်အပြန်ညရင်ကျွန်တော်ကားလေးနဲ့ AC အိပ်ပြီးလိုက်သွားမယ်ဆိုရင်ကျွန်တော်ဘောလုံးမွဲလေးကြည့်မယ်အိပ်ပြီးဒါဘောလုံးမွဲကြည့်ပြီးအိပ်ဝါပြီးလိုက်သွားမယ်လို့ထင်နေတယ်ဒါမှလက်ရှိမှာဒါကျွန်တော်အနေနဲ့ကားလေးဒါကျွန်တော်ခီးစဉ်ပြတ်သွားတယ်ပြတ်သွားတာကျွန်တော်တခုပဲရှိတယ်ယထာလန်းစင်အဲ့တော့ယထာလမကုန်မယမကဝင်ဘောက်တော့မနေ့ပညာရင်ဒါကျွန်တော်နားတော့မယ်နားပြီးရင်ဒါကျွန်တော်တပတ်ကကျွန်တော်ပြန်မှာဆိုတဲ့ကြောင့်မလို့ဒါ ဖြစ်အောင်ဝယ်မယ်ဆိုရင်ဖြစ်အောင်ဝယ်ကျွန်တော်ဒါလုံးဝဗီဒီယိုရိုက်ဖို့အချိန်မရဘူးဒါကျွန်တော်တို့ဒါကားကင်ရထားကင်ကိုပြန်ပြေးရထားကင်ကအိမ်မြဲဒါဘောလုံးပွဲတော့အပြေဝါကြည်ကွင်ရခဲ့တယ်ဗီဒီယိုမြတ်ခဲ့ပေါ့တော့တကယ်ကြမ်းမတာကျွန်တော်လူတွေအများကြီးရှိနေချင်မကျွန်တော်ဗီဒီယိုရိုက်ဖို့ကျွန်တော်အားနာတယ်ဒါကျွန်တော်လူရှိမှဒါကျွန်တော်ဗီဒီယိုရိုက်ဖို့အားနာတယ်လီနဲ့စပါးနဲ့ပွဲတုံးကတော့မှဒါကျွန်တော်ချောင်းထဲမှာသွေးရထားကြည့်ရင်တည်တာတယ်ကျွန်တော်ဒါအမှန်တမ်းပြောအခုချိန်ကျွန်တော်ကဒါဗီဒီယိုရိုက်နေတာကျွန်တော်လူရှိမှဗီဒီယိုရိုက်တယ်တအားရှက်တဲ့နေရာမှာပါတယ်ဗီဒီယိုကင်မရာတအားရှိုက်တဲ့နေရာမှာပါထားပါ လက်ရှိမှာ Manchester United ပွဲစဉ်ကတော့ကျွန်တော် Arsenal ပွဲစဉ်ကတော့ကျွန်တော်ဖုန်းလှုပ်လုံးနဲ့တယောက်တည်းဒါကျွန်တော်တိုင်ပတ်ပြီးတော့ရထားဆောင်ချီအပြည့်အဝနှစ်သိန်းလုံးကိုကြီးဖြစ်ခဲ့တယ်။ United ဒီနေ့ first half performance ကဒါကျွန်တော် Ruben Amorim ကင်ခဲ့တဲ့ပွဲစဉ်ထဲမှာဒါကျွန်တော်အမှန်တိုင်းပြောမယ်ဆိုရင်တော့အားရဖို့အကောင်ဆုံးသောပွဲတွေကတပွဲဖြစ်မယ်လို့ကျွန်တော်နေမြင်တယ်။ဒါပြောချင်တာကျွန်တော်အနေနဲ့ဒီပွဲစဉ်ရဲ့ပထမပိုင်းက CD နဲ့ဒါကျွန်တော်တို့ဒါ United ဒါ Ahmed Diya လို့နှလုံးပြန်သွင်းခဲ့တဲ့ဒုတိယပိုင်း Chase Wan နဲ့ဒါကျွန်တော်တော်တော်လေး equivalent မြင်တယ်။ United အင်ဂွေးမှာဒါဟာအကောင်ဆုံး Chase Wan တွေက ကတစ်ခုလို့ဒါကျွန်တော်အနေနဲ့ personally မြင်တယ်ဗောနအင်္ဂုမှာဒါပေမဲ့ဒီနေ့ပေါ်သမတာ Rui Amori နဲ့သူ့ရဲ့ philosophy ဘန်းကိုသူနည်းနည်းလေးစိတ်ချပြီးတော့သူပြောင်းခဲ့ပုံရပါတယ်အဓိကကျွန်တော်ဒီနေ့ပေါ်သမတာ343ဆိုတဲ့ပုံစံမျိုးအင်္ဂိမ်းမှာထွက်လာခဲ့ပေမဲ့ဒါဆိုဆိုသူ အော်မေဘာမှာထွက်ကြရင်မယ်ဒါ352ပုံစံမျိုးပြန်ပြီးတော့ပြောင်းသွားအဲ့တော့ဒါကွင်းလယ်မှာဒါကျွန်တော်မောင့်ငေါ်ဒါကျွန်တော်တို့ဘူနိုဖာနက်ဒက်စ်ကိုကွင်းလယ်မှာဒါကျွန်တော်တို့အဲရှစ်တင်ပြန်ပြုတ်ပြီးတယ်ပေါ့နော်ဒါညမှာကာဆင်မဲရိုကဒါစင်ဂယ်ပတ်ပေါ်အနေနဲ့ပြန်ထိုင်ပေမဲ့ဘူနိုဖာနက်ဒက်စ်နဲ့မေဆာမောင့်ရဲ့တွဲလုံးတွေကိုပြန်မြင်ခဲ့ရဘူနိုဖာနက်ဒက်စ်ရှစ်တက်မယ်ဆိုရင်မေဆာမောင့်နောက်မှာနည်းလေးပြန်ဆင်းပြီးသူပြန်ကူပြီးတယ်မေဆာမောင့်ရှစ်တက်မယ်ဆိုဘူနိုဖာနက်ဒက်စ်ပြန်အဲ့တော့နှစ်ကောင်သားတွေကျွန်တော်ကွင်းလယ်သုံးအောင်ဖြစ်သွားချင်မှာသူများကွင်းလယ်နဲ့ပြန်ရှင်တဲ့အချိန်မှာတကယ်ဟိုဒါတော်လေးကိုကောင်းသွားတယ်ကျွန်တော်ပွဲချုပ်သုံးသက်ချက်မှာဒါသုံးသက်ထားခဲ့လို့ပဲလက်ရှိမှာဆန်လန်အသင်းကအသင်းကြီးတွေနဲ့ ဲ့ဒါကျွန်တော်တို့တွေ့တဲ့အချိန်မှာတိတ်ပြီးတော့ အားဆိုင်မှုမရှိတဲ့အသင်းတသင်းဖြစ်နေသေးတဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်အသင်းကြီးနဲ့တွေ့ပြီဆိုရင်ဆန်ဒါလန်ရဲ့အခြေကိုအစိမ်းအမှန်ကိုကျွန်တော်ကြည့်ရမယ်ဆိုတဲ့အတိုင်းပဲဒီနေ့မှဒါဆန်ဒါလန်အသင်းနဲ့ဒါယူနိုက်တက်ကိုပထမမှာတကယ်ကိုအတုံးလဲပါပဲတကယ်ကိုအတုံးအလဲကိုဖြစ်ခဲ့ရတယ်ပဲဒါဒီနေ့ပုံမှန်ဒါယူနိုက်တက်အသင်းနဲ့ကျွန်တော်ဒါပွဲကြုံသုံးသက်ချက်မှာကျွန်တော်ပြောခဲ့လို့ပဲရူဘန်အမွန်းနေနဲ့ဆန်ဒါလန်မဲဆိုဒီနေ့ပွဲသမှာဘာဒီများအရှုံးရှိမလဲဆိုပြီးပြောခဲ့တယ်ထဲခဲ့မယ်ဆိုဘာလို့ဘာဒီများရှိအဲ့တော့တကယ်လည်းလုံးဝအရှုံးမရှိဘူးဒီနေ့ပွဲသမှာဆန်ဒါလန်မဲစီနေဒါကျွန်တော်ယူနိုက်တက်ပြိတ္တိဒါကုသမစီမှာမတွေ့တဲ့ဒါကျွန်တော်တို့ဒါ cross တွေက ုတာကျွန်တော်လှမ်းပြီးဆွဲပြီးဖမ်းတဲ့ဥစ္စာတွေမြင်ခဲ့ရတယ်။ United လက်ရှိမှာတော့ကျွန်တော်မှတ်မဲ့ရဒီနေ့မှဆို United Arena ကို up to date က cross claiming ဆိုပြီးကသူတို့ရဲ့ဓာတ်ပုံဒါကျွန်တော်တို့ Ruben အ Arsenal Lemens ကိုလည်းကျွန်တော်တို့တစ်ဖက်ကမြောက်ဘောပြီးတဲ့ဥစ္စာကိုလှမ်းပြီး claim လုပ်နေတဲ့ပုံကြီးကိုသိပြီ။အဲ့တော့ကိုယ်မကောင်းတယောက်ဆိုတော့တခါကျရင်ကျွန်တော်အမြဲတမ်းပြောသူပဲ at the end of the day မှာခင်ဗျားဒါ6ရောက်တဲ့ဘလောက်တော်တော်လက်နဲ့ဖမ်းမှုကြီးကြီးဟုတ်တယ်မ6ရောက်နဲ့တော်တဲ့ကောင်တွေကျွန်တော်ထားခြင်းနောက်တန်းမှာဒါကျွန်တော်ကွင်းလယ်မှာတို့ဒါရှေ့တန်းမှာကစားမယ်10ရောက်ကစားရရှိတယ် လက်နဲ့ဖမ်းတာကိုတော်တာကိုပတ်စံပြီးပြီးခေါ်တာပါလေဆိုမှချက်တော့နဲ့ဖမ်းချက်တော့နဲ့တင်တာကိုတော်ဟုတ်တယ် of course လက်နဲ့ဖမ်းတာကိုတော်ပြီးတော့ချက်တော့နဲ့ဒါကျွန်တော်တို့ကန်တာပူတော်ရင်ပူကောင်းတာပေါ့တခါကြခုနကဘယ် United လက်ရှိဒါကျွန်တော်တို့လာခဲ့တဲ့ဂူသမား David De Gea နောက်ပိုင်းမှာဒါလက်နဲ့ဖမ်းတာတော့မှတော်တော်လေးကိုဒစ်လည်နေတဲ့ကစားသမားကြီးများအဲ့တော့လက်နဲ့ဖမ်းတာကောင်းတယ်ချက်တော့နဲ့ကန်တာလေးတော့ Sanchez Messi ဒါကျွန်တော်နည်းနည်းလေးတော့လူအပ်သေးပေမဲ့ဘယ်လိုပြောတာ at the end of the day မှာလက်နဲ့ဖမ်းတာကောင်းအောင်ရပြီကာဂူမပေးရင် United တင်တဲ့ဒီနေ့ပွဲစမှာတကယ်နဲ့ဆက်ကျွန်တော်ဒါ Simon Stone ပြောခဲ့လို့တကယ်ကို well needed twin goal တကူဆိုတော့ well needed

ပွဲတပွဲဆိုတော့ကျွန်တော်အနေနဲ့လုံးဝလုံးဝညင်းစရာမလိုဘူးကျွန်တော်အနေနဲ့ပုံကူရံမြင့်တယ်။ဘာလို့ဒီလိုပြောရလဲ။ World Needed ဆိုတော့တကယ်နဲ့ကျွန်တော် United တင်နေတာကျွန်တော်နိုင်သွားခဲ့တာပုံပဲနဲ့ငါတို့ကဒီနေ့ပွဲစဉ်ကို9တိ9ထိုက်လို့နိုင်သွားတယ်ဆိုတဲ့ feeling ကိုအပြည့်ရခဲ့တဲ့ပွဲစဉ်တပွဲဆိုရင်တော့ကျွန်တော်အနေနဲ့မှားမယ်မထင်ဘူး။ United ပြည်သက်နဲ့ငါတို့ကဒီပွဲကိုကဒါကျွန်တော်တို့ကံကောင်းပြီးနိုင်သွားပါတယ်ဆိုတဲ့ feeling မဟုတ်ဘဲနဲ့ဒီပွဲကိုငါတို့ကတကယ်နိုင်တဲ့လို့နိုင်သွားတယ်ဆိုတဲ့ feeling ။ပြီးတော့ Sunderland ဆိုတာလက်ရှိမှာခြေစွမ်းရတော်တော်လေးကိုအဆင်ပြေနေတဲ့အသင်းသင်းဖြစ်တဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့ဟာကွာဒါကျွန်တော်ချက်ကန်းတိုးပြီး ုင်သွားတယ်မဟုတ်ပင်ဒါလက်ရှိမှာပထမပိုင်းမှာဒါ United အသင်းတကယ်နဲ့ဂိုးသွင်းတာတည်ကြခဲ့မယ်ဆိုအနည်းဆုံးတစ်ဖက်ရဲ့ဂိုးသမားမကောင်းဘူးတစ်ဖက်ရဲ့ roof မကောင်းဘူးဆိုခဲ့ United အသင်းဒီနေ့ပွဲစမှာ၃ဂိုးနဲ့၄ဂိုးပထမပိုင်းမှာဒါကျွန်တော်တခါတည်းဂိုးသွင်းပြလိုက်ရတယ်ဒုတိယပိုင်းမှာဒါကျွန်တော် Sunderland အသင်းနဲ့သူတို့ formation ကိုပြန်ပြင်နေ United ကိုဖောက်ဖို့ကြိုးစားတယ်ဒါ Sunderland Messi အပိုင်လုံးတွေကာကွယ်မှုတွေနဲ့ဒါ United အသင်းဒီနေ့ပွဲစမှာ clean sheet ကိုဒါ click လုပ်ခဲ့အဲ့တော့ United အသင်းနဲ့ခုလက်ရှိမှာ momentum တစ်ခုရပြီဆိုရင် international break ဖြတ်တတ်တဲ့စောင့်ခြင်းကအခုချိန်မှာကိုယ်ရည်အသင်းနဲ့ပြောင်းပြန်ပါတော့ ကိုရီအသင်းကဒါကျွန်တော်တို့အာ international break မတိုင်ကျွန်တော်တို့ဒါခြေအမြင်နဲ့တိုင်ပတ်သွားတဲ့သတင်းဖြစ်ခဲ့မယ်ဒါဒီဒီဘက်ကကျွန်တော်တို့နိုင်သွားခဲ့တယ် movement တွေလေးပြန်ပြီးတိဆောက်အဲ့တော့ united ကိုအမြဲတမ်းကြည့်လိုက် united အသင်းရဲ့ international break မတိုင်ခင်မှာ united အသင်းကအမြဲတမ်းဒါခြေလေးကမဆိုးဘူးဆိုတဲ့ဥစ္စာမျိုးနဲ့စတယ်ပြီးရင်ဒါကျွန်တော်တို့ international break ပြန်လာပြီဆိုတော့အမြဲတမ်းကပြက်တိကပြက်ဆိုဒါပေမဲ့ဒီနေ့ပွဲစဉ်ကအကုန်လုံးအတွက်ပြောစရာဖြစ်ခဲ့တယ်ဒါ ruben amorin သူ့ရဲ့ဒါကျွန်တော်သတင်းစာရှင်းလင်းပွဲမှာသူပြောခဲ့တဲ့အတိုင်းပဲကျွန်တော်တို့ကဒါအပြောနဲ့ဒါကျွန်တော်တို့ပြောမှာမဟုတ်ဘဲနဲ့အလုံးနဲ့လုံမှာဆိုတဲ့ပုံစံတကယ်ကျွန်တော်ကိုင်းနဲ့မှာအလုပ်တွေလုပ်ပြခဲ့တယ်သူကိုယ်တိုင်လည်းခေါင်းအရမ်းမှာပဲနဲ့ဒီနေ့ပွဲစဉ်မှာ ဒါကျွန်တော် flexibility တွေ့ခဲ့တယ်။တပွဲလုံးမှာဒါကျွန်တော်ပြောစရာဆိုတော့ download တကောင်ပဲရှိ။ download လည်းဒါသူ့ဘာသူ cancel ပိုင်းတော့မဆိုးဘူးဆိုပေမဲ့ download တကောင်ဘာလုပ်နေမှန်းကိုမသိပဲမြင်ခဲ့တယ်။ mesmo အတွင်းကိုကျွန်တော်အနေနဲ့ classy ဖြစ်တယ်လို့မြင်တယ်။သူ့ရဲ့ထိန်းချောင်းမှုသူ့ရဲ့ကန်သွားမှုမှာ composure မှန်တယ်။ mesmo က injury free ဖြစ်ခဲ့မယ်ဆိုရင်ဒါလူပဲ Amore Manchester United အသင်းကိုစရောက်ခရေကပြောခဲ့သူပဲဒီကစားသမားကသူ့ရဲ့ကစားကွက်ထဲမှာအင်မတန်မှအရေးကြီးမဲ့ကစားသမားတစ်ယောက်ဆိုတဲ့အတိုင်းဒါကျွန်တော် mesmo ကိုအားကိုးရနေတယ်။ဒါပေမဲ့ United အသင်းနဲ့ဒါကြီးကိုဒါကျွန်တော်တို့ mandate နေလို့မရဘူး။ဒါကြီးကိုကင်သွားဖို့လို့တယ်။ mandate တက်နေ းလို့မရမယ်ကရင်သွားဖို့လေဒါတို့အနေနဲ့ဒီအာကြီးကို movement တက်ဘယ်လိုမလို့အဲ့တော့ဤပြအနေနဲ့ဒီကအရေးကြီးဆုံးပဲငါအနေနဲ့ငါဒီ tactical က flexible ဖြစ်မယ်ဆိုရင်ငါအသင်းအတွက် impact ဘယ်လောက်ထိကြီးမားမလဲဆိုတဲ့အစားမျိုးအဲ့တော့ David Austin ပြောထားတဲ့အတိုင်းပဲလက်ရှိမှာဒါကျွန်တော်တို့ကစားသမားတွေကိုယ်တိုင်ကဤပြကိုအပြည့်အဝယုံကြည်ခြင်းကဒီနေ့နိုင်ပွဲမှာအပြည့်အဝသက်တည်ပြခဲ့တယ်နောက်တစ်ခုအနေနဲ့ကောင်းကွက်တစ်ခုပြောပါဆိုရင် United အသင်းရဲ့ tactical ပိုင်းကလည်းတကယ်ကိုအသက်ဝင်ခဲ့ရတာမှရှိတယ် Brian Ambon နဲ့ဒါကျွန်တော်တို့ goal တွေပေါင်ပတ်သက်မှုတွေကိုယ်တိုင်သွင်းသွင်းမသွင်းမှုဆိုဖန်တီးမှုတွေတွေ့ခဲ့တယ် ဘန်ဂျမင်ဆက်စကူအနေနဲ့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့နှစ်ပွဲဆက်ဂိုးသွင်းမှုဖြစ်ခဲ့တယ်။ပြီးတော့ဒီနေ့ပွဲစဉ်မှာနောက်တစ်ခုအနေနဲ့မန်ချက်စတာယူနိုက်တက်အင်္ဂွင်းမှာ၃ပွဲဆက်9ပွဲကိုဖွန်တီးမှုအနေနဲ့ပါလာခဲ့တယ်။ပြောချင်တာယူနိုက်တက်ဘက်ကပြန်ကြည့်မယ်ဆိုတကယ်ကိုဒီနေ့ပွဲစဉ်ကတကယ်ကိုပြောရမယ်ဆိုဩငါတို့ရဲ့အသင်းကတကယ်ကို impact တခုရှိလာပြီလားဆိုတဲ့ feel ။အဲ့တော့ Ruben Amorim နေအဲ့ပုံမှာမူတည်ပြီးတော့တီကိုတီဆောက်တင်တဲ့အသင်းအသင်းဖြစ်တင်တယ်လို့ကျွန်တော်အနေနဲ့ပုံကိုရမ်းမြင်တယ်။ဒါပေမဲ့ international break ခံတော့ကျွန်တော်တို့ကသိပြီးဖီးမလာ။ဘာလို့ယူနိုက်တက်ဒါကြီးကိုကင်ပြီးနောက်လာမယ်တဲ့ကျွန်တော်ပွဲစဉ်တွေမှာငါတို့ကဘယ်လောက်ထိကောင်းလာနိုင်လဲဆိုတဲ့အဥစ္စာမျိုးဆွဲ တင်ရမှာဖြစ်ဒါပေမဲ့ United ဘက်ကပြန်ကြည့်မယ်ဆိုရင်ဒါခုနကပြောတဲ့ခန္ဓာကြီးသူအေးဆိုမန်တန်ဒီပြနေနဲ့ငါပြင်လိုက်ရင်ဒီအသင်းကကောင်းလာမှာပါလားဆိုတဲ့ဒါအတွေးခေါ်တစ်ခုအသင်းကိုပေးသွားနိုင်တယ်လို့ကျွန်တော်နေနဲ့မြင်မိတယ်ပြီးတော့မယ်ဆိုစေကမှကျွန်တော်ကမန်နိုင်ပြော United ကစားပုံဒီနေ့ပွဲစမှာတော်တော်လေးအားရတယ်ဒုတိယပိုင်းဒါကျွန်တော်85မိနစ်မှာဒါတန်ပူချလိုက်ပြီမဲ့ United အတင်းနဲ့ဒါကျွန်တော်ရှိဒါကျွန်တော်မိနစ်55မိနစ်မိနစ်50ပတ်ချလဲ60ပတ်ချလဲဝင်ကြပါ United ကစားပုံကျွန်တော်တက်ကတော်တော်လေးအဆင်ပြေတယ်အားရတယ်အဲ့တော့ United ပိတ်တဲ့အတွက်ဒါကျွန်တော်တို့လက်ရှိဒါ Ruben Amorim ကင်လာတဲ့ပွဲစဉ်နောက်ပိုင်းမှာ အားရတယ်ဆိုတဲ့ပွဲတွေကတပွဲဖြစ်လာခဲ့တယ်။ဒါပေမဲ့ဒီလိုမျိုးဒါ momentum ကိုဆက်လက်ပြီးကင်ပြီးတော့သွားဖို့လိုတယ်။အဲ United အသင်းရဲ့ lead နေပွဲစဉ်ကဒါ၃မှတ်ရတဲ့အပြင်ကိုအဖက်ဘက်ကကြည့်မယ်ဆိုတကယ်တော့ pressure reliever ပါပါ။ဒါကျွန်တော်ဆန္ဒလက်မှတ်ကလက်ရှိမှာခုနကပြောအသင်းကြီးနဲ့တွေ့ရင်ဘယ်လောက်ထိဒါသူဆွဲဆောင်နိုင်ဆိုတဲ့ performance မြင်ခဲ့ရတယ်။ဒါပြောမတန်းတက်တဲ့အသင်းကတန်းတက်တဲ့အသင်းဒါကျွန်တော်တို့ limitation တခုရှိတယ်ဒီနေ့ပွဲစဉ်မှာမြင်ခဲ့ရတယ်။ဒါပေမဲ့ဒါကိုပြောချင်းဖြစ် United ကိုကျွန်တော်အားခုနက United အသင်းရဲ့ဒီနေ့ပွဲစဉ်မှာဒါလုတ်လုတ်တက်တာမှန်တဲ့မှန်ထိုက်တဲ့ကိစ္စတွေကိုလုံး မှန်သွားခဲ့တယ်လို့ပြောလေအဲ့တော့တကယ်တဲ့အင်ဂိမ်းမှာကျွန်တော်ဒါဆွေးနွေးပွဲကြုံမှာဆွေးနွေးကြတော့တက်တီကယ်နားလည်တာမဟုတ်လို့ဒါပေမဲ့ဆွေးနွေးပွဲ352ပုံစံပြောတာကွင်းလယ်မှာဗျလူတယောက်ပူတယ်ဆိုဘလောက်တိအသက်မှာ impact ကြီးမှာဆိုပူပြီးတရားတယ်မှာပါတယ်ပရီးမီးယားလီဆိုတော့တကယ်တဲ့နေလားငါလားဟေးဆိုမှ moment မှာဒီမှာတော့ကျွန်တော်ကွင်းလယ်ပိုင်းကိုအဓိကအားပြုပြီးတော့ sort တဲ့အသင်းတွေများတယ်တို့ကြောင့်ဒီကွင်းလယ်ပိုင်းသာအသာစီးရောက်လို့ United မှာကွင်းလယ်ကောင်းတဲ့လူတွေအများကြီးရှိပါတယ်ဒါ experience လူစင်လာဒါကျွန်တော်ဒါကျွန်တော်လူအဖြတ်ဘက်မှာကျွန်တော်တို့ကစားနေတဲ့လူငယ်ကြီးလည်းအများကြီးရှိအဲ့တော့ United တင်တဲ့တကယ်တဲ့တည်တည်ချာလို့မတပတ်တပွဲကစားထားတဲ့အသင်းတစ်သင်းဗျာ နကပြောလို့လက်ရှိမှာဥရောပကစားပင်မန်းတဲ့ကောင်တွေလှင့်ကျုံလို့ရတယ်အဲ့တော့ United တင်းနဲ့ဒါကြီးကိုကင်ပြီးတော့ဒါကျွန်တော်လက်ရှိမှာ International Break ဝင်သွားကြတာကျွန်တော် positive sign နဲ့ဒီတနေ့လိုပဲပြောရမယ်ဒီမှာပါပါတယ်။ကောင်းမွန်တော့မနဲ့ခင်းလေးဖြစ်ပါစေဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှ AC တွေ့ကြတာပေါ့။ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ TV4 ကြီးတို့မှာကျင်းလူစံပေါင်ကူညီလို့ရပါတယ်။မြန်မာပြည်ရဲ့ clip ဖုံမမေ့ကြပါနဲ့ဗျ။မြန်မာ clip မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးမကြိုတမာနဲ့ကောင်းမွန်တော့ဒီနေ့ဒီနေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှ AC တွေ့ကြတာပေါ့။ကျွန်တော်တော့ကြုံပြပါအောင်။ 第一方面。